အခုတော့အကောင့်ထဲပေါ်သွားပါပြီဆိုရဲခိုင်နေဝေပြိတမျှအားလုံးပဲမင်္ဂလာပါရှင်မင်းသမီးကြီးခိုင်နေဝေကတော့အခုစရင်ခုနှစ်သားသမီးအတွင်းနဲ့အလူငရီနဲ့အိမ်ဆောက်လုပ်ကလူတန်းပေးနေပြီဖြစ်ပြီးအခုဆောက်လုပ်လူတန်းပေးထားတဲ့အင်္ဂလိပ်တွေကတော့အများသူငါဝိုင်းစုပြီးတော့နေထိုင်နိုင်တယ်လို့ဆိုပါရယ် ခိုင်နေဝေကတော့ကိုလိုအများသူငါနေထိုင်နိုင်တဲ့အိမ်လေးတွေဆောက်လုပ်ပေးကြတာကလည်းသူ့အနေနဲ့ပလန်ဆောက်ဆဲကြတာကြာခဲ့ပြီဖြစ်ပေ။အခုလိုအကောင့်ထဲပေါ်လာတဲ့အပေါ်မှာအာရကျဉ်းနှမေးတယ်လို့ဆိုပါရယ်။အခုလက်ရှိမှာတော့ခိုင်နေဝေကခုနှစ်ရသားသမီးတွေရဲ့စုပါအလူငယ်လေးတွေနဲ့တကယ်ကြက်ကြက်ပြစ်နေတဲ့သူတွေနေထိုင်နိုင်အောင်ဆောက်လုပ်ကောင်လူတန်း၆ပန်းပေးသွားမယ်လို့သိရပါရယ်။အဲကြောင့်တွေ့ကိုလည်းခိုင်နေဝေကအခုလိုပဲပြောပြလာခဲ့ပါရယ်။ ခိုင်နှွေက900တာတမင်တွေလူပိထားတဲ့အလူငွေနဲ့အခုလိုရုံလုံးလေးပေါ်လာတာကိုအယံပီတိပြရပါတယ်။လူတန်းပေးကြတဲ့အလူရှင်တွေအကုန်လုံးကိုလိုက်လိုက်လဲလဲနဲ့ကျေးဇူးတင်ပါတယ်။အခုဆိုရင်အတော်လေးပြီးသွားပါပြီ။လုံချင်တော့မဟုတ်ပေမဲ့တကယ်ကခဲဖြစ်နေတဲ့သူတွေစုပေါင်းပြီးနေနိုင်ပါတယ်။အမအပြက်လေးထူထောင်ရဲ့အတွက်လူတွေကိုကြော်တခင်စာနေရလေးယာယီခလုံးခွင့်ရဖို့ကြိုးစားခဲ့တယ်။လူနေတဲ့အချိန်မှာကလေးကဒီဟာကိုအမဆပေးပလန်ဆဆဲခဲ့တာအခုတော့အကောင့်ထဲပို့သွားပြီ။ ခရိုင်လေပီတီပြရပါတယ်ဆိုပြီးတော့ခိုင်နေဝေကပြောပြလာခဲ့ပါတယ်။အခုစိန်ခိုင်နေဝေကငလင်ပေတဲ့ပြည်သူတွေအတွက်ယာယီခုံလုံးဖို့နေရာဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ခိုင်နေဝေကတော့ခုနှစ်သားသမီးတွေရဲ့အလူဝရနဲ့အခုလိုစူးစမ်းပေးခဲ့တာဖြစ်ပါတယ်။အခုစိန်ခိုင်နေဝေကပြည်လဲထူထောင်ရေးအတွက်စူးစမ်းပေးနေပြီဖြစ်ပြီးသူကတော့အများနေထိုင်နိုင်ဖို့အတွက်နေရာလေးတွေအင်းလေးတွေကိုစောင့်လို့လူချမ်းပေးသွားမယ်လို့ပြောပြလာပါတယ်။ ခိုင်နှွေကတော့ဒုက္ခရံမြေပြင်အထင်တွားရောက်ကလူတန်းပေးဖြစ်နေပြီးမိသားစုများတဲ့သူတွေကိုလည်းဦးစားပေးပြီးထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ် အခုလိုအင်းလေးတွေဆောင်းလို့လူတန်းပေးနေတဲ့ပုံမှာလည်းဝိတွေက အပေးနေကြပြီလိုအပ်တဲ့နေရာလေးတွေမှာဒီထက်မကောက်ပို့ပြီးတော့လူတန်းပေးနိုင်ဖို့အတွက်လည်းဆူတောင်းပေးနေကြပါတယ်ပရဟိတာလိုလေးတွေမှာအကျိုးမှန်တန်နဲ့ဆောင်ရွက်ပေးနေတဲ့ခိုင်နေဝေကတော့အခုဆိုရင်အိုဂျင်းနဲ့ဂျာကလူငွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆိုရှယ်မီဒီယာတွေပေါ်မှာတချို့သူတွေရဲ့အမျိုးမျိုးပြောဆိုတာတွေကို ခံခဲ့ရပါတယ်။ရှေတလောကဆိုခိုင်နေဝေကလူငွေတွေကိုအိုဂျင်းရအနေနဲ့တစင်းပြည်သူတွေကိုလူတန်းပေးခဲ့ပြီး အဲဒီငွေတွေကတော့ပြည်သူတွေစီကိုမြောက်ပဲအုတ်ကြီးရပဲအကုန်သုံးဖြုံပြစ်လိုက်တယ်ဆိုပြီးသတင်းတွေကထုတ်ပေါ်နေကြတာပါ။အကိစားတွေနဲ့ပတ်သက်ပြီးတော့လေခိုင်နေဝေက ခုလိုပဲဖြေရှင်းလာခဲ့ပါရယ်။ခိုင်နေဝေကလူအမျိုးမျိုးအဖုံဖုံဆိုတော့အမြင်သူရာရှိတယ်လို့မသူရာတွေလည်းရှိတာဆိုတော့ဘလိုပဲဝေဖန်တိုက်ခိုက်ပါစေအမလူလိုက်တာကိုရတော့တာမြင်နေရတာနဲ့ချိန်နေပါရယ်။အမောင်မျောနေတဲ့သူတွေစီကိုလည်းအကောင်းဆုံးကြိုးစားပြီးတွားလူတန်းပေးဦးမှာပါပတုပေါ်မှာမှမြေတာမပြတ်ပါဘူး လွယ်အပ်တဲ့နေရာလေးတွေကိုလည်းချက်ပြီးတော့လူတန်းပေးသွားပါမယ်နော်ဆိုပြီးတော့ခိုင်နေဝေကပြောပြလာခဲ့ပါတယ်ခိုင်နီဝေကတော့အလူရှင်တွေရဲ့ငွေကြေးတွေကိုချစ်တီရရောက်လူတန်းပေးနိုင်ဖို့အတွက်ဒိုမဂရိုင်းကလင်ပေးတဲ့ပြည်သူတွေစီကိုတွားရောက်ကလွယ်အပ်ချက်ရှိမဲ့အရေးတကြီးလွယ်အပ်မဲ့အရာလေးတွေကိုချောက်ပံ့ပေးနေရဖြစ်ပါတယ်။အခုဆိုရင်ခိုင်နီဝေကနေရာဒေသတတော်များများကိုရောက်ရှိနေပြီးခုနှစ်သားသမီးတွေရဲ့အလူငွေတွေနဲ့လွယ်အပ်တဲ့နေရာလေးတွေလူတန်းပေးနေရဖြစ်ပါတယ်။ ခိုင်နီဝေကတော့သူ့အနေနဲ့လွယ်အပ်တဲ့နေရာလေးကိုလူတန်းထောက်ပံ့ပေးသွားမယ်လို့လည်းပြောပြလာခဲ့ပါတယ်